Sky Daily ကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့တီရီမင်လာကဘာရေးဇေဒီတော်ဘနာတော်ဒင်းကိုဘကအဖွဲ့မှကြီးမှုပြီးဓမ္မဆက်ကြဆဝိုင်းဒေသနာတရားအလှူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်းမြို့နယ်ခொနေရက်ကွန်ကဘာကြီးကုန်းမြေ၌တီထားကိုွယ်တဲ့ စထတန်ဃာယနာသာသနာသမိုင်းဝင်တိရိမီလာကဘာအေးဇေရောမြကြီးရဲ့ပနာတော်ဒင်းကိုဘကအဖွဲမှကြီးမှုပြီးဓမ္မစကြာဆဝိုင်းဒေသနာ တရားအလူတော်ကိုယမန်နေ့နိုဝင်ဘာလ9ရက်နေ့လယ်တနာရီကအာယုံကန်ဒဇောင်းခမ်းမကြီးအပေါ်ထက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်ရှေးဥစွာအခမ်းအနားကိုနမောတ္တသုံးကျင်ရွဆိုဖျားကြောကဖွင့်လေခဲ့ပြီး ဓမ္မပါဠိဆရာတော်အရှင်ပါကထာလင်္ကာရကသီလာဘိတရားတော်မူကြားချင်းမြင်ပေးတော်မူခဲ့ပါတယ်အိုင်နောက်မှာတော့တိရမလာကဘာရေးစီရီတော်ပနာတော်ဒင်းကိုပကအဖွဲမှာဓမ္မပါဠဇာရတော်အရှင်ဘဂဒါလင်္ကာရအလှူဝဲဝိထုပစ္စည်းများစက်ကအလူရန်ခဲ့ပြီး ဓမ္မပါလာဆရာတော်အရှင်ပါကတာလင်္ကာရာဓမ္မကတိကဂုံတူးဆောင်ကိုဝဲရာရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကတိကဓမ္မပါလာဖောင်ဒေးရှင်း DBA ဥက္ကဋ္ဌဖောင်ဒါမြို့နယ်တန်ခါနာယကအတွင်ရေးမှုတိုင်းတန်ခါဝန်ဆောင်ပြည်ရင်းပြည်ပါသာသနာပြုဓမ္မစကြာစဝိုင်းဒေသနာတရားအလှူတော်ကိုဟောကြားပေးတော်မူခဲ့ပါတယ်။ ဆလဘီဓမ္မပါဠဇာတော်အရှင်ဘဂဒါလင်္ကာရကလူဒန်းမှုအစူးစူးနဲ့ဇလင်းကြီးရေဇက်သွန်းချအများပေးဝေခဲ့ပြီးအဆိုပါဓမ္မဆက်ကြဆဝိုင်းဒေသနာတရားအလူတော်သူကြောက်ရောက်တော်မူသောဓမ္မမိတ်ဆွေသူတော်စင်များအားကံစံမဲဖောက်ပေးခဲ့ပြီးတဲ့နောက်အခမ်းအနားကိုညနေ9နာရီတွင်ဗုဒ္ဓသာသနာစီရင်တည်ထူသုံးချိန်ရုပ်စုဖရာကတော်ကအောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါတယ် တ်သက်ရှင်ကျမဆရာတော်ကိုအဲဓမ္မစကြာပြိုင်ပွဲပေါ့နော်ဆရာတော်မွေးနေ့နဲ့အကြောင်းပြုပြီးတော့မှကျမဆရာတော် ਨੇ စတင်ပြီးတော့မှစုံတွေ့ခဲ့ပါတယ်စုံတွေ့ခဲ့တဲ့အချိန်မှာဆရာတော်ဒီဓမ္မစကြာစက်ဝိုင်းနေပေါ့နော်သင်္นานလေးသင်္นานတရားလေးကိုဆရာတော်ရဲ့အမည်လေးပေါ့ဆရာတော်နည်းနည်းပြောလိုက်တာလေးကိုကျမကြားပြီးတော့မှဆရာတော်ရဲ့တရားကိုအရင်မဲ့ပြန်ပွားစေခြင်းနဲ့ပြန်ပြူးစေခြင်းနဲ့ဒီအတွက်ကြောင့်မလို့ကျမတို့အခုတည်တည်မင်္ဂလာကဘာရေးစီပြီးတော့ဘောပကအဖွဲ့ရနေပြီးတော့မှ ကြီးမှုပြီးတော့မှကျင်းပတဲ့ဒီပွဲလေးကိုကျွန်မစီစဉ်ဖြစ်တာဖြစ်ပါတယ်ရှင်။ဆက်ရှင်ဆရာတော်ဖျားကိုပေါ့နော်တနာယီထိုးမှကျွန်မတို့တွေကဒီမြင်းငိမ့်တရားသဘောမျိုးပေါ့နော်လုပ်မယ်ကျွန်မတို့ဒီမှာအခုဆရာတော်ရဲ့တရားဓမ္မတွေဖြစ်တဲ့အမေဆက်ကြဆက်ဝိုင်းတရားတွေကျမတို့ဖြန့်ဝေပြီးမယ်။နောက်ပြီးတော့ဒီခဏနားတဲ့အချိန်မှာကျမတို့ကော်ဖီနဲ့မုံနဲ့အာဟာရဌာနပေါ့နော်။ကျမတို့ဓာတ်တွေကျမတို့အာဟာရဌာနလည်းတိုက်ကျွေးမယ်။အခုပြီးတော့ရေတန့်ပေါ့နော်။ဆရာတော်ရဲ့ ဒီစာအုပ်ကလေးတွေတရားဓမ္မစာပေလေးတွေနဲ့ပြန်ပြီးတော့မှဌာနပြုသွားဖို့ရှိပါလိမ့်ရှင်။အာအရင်မဲ့ပေါ့နော်ဒီဓမ္မစကြာဆိုတာလည်းကျမတို့ဗုဒ္ဓဘာသာတွေရဲ့အထုံးမြတ်ထားတဲ့တရားထူးတရားဦးဖြစ်ပါတယ်။ဒီတရားတော်ကြီးကိုပေါ့နော်ကျမတို့ဒီဝိအသိန်းတွေပေါ့ဒီလိုမျိုးဒီလိုမျိုးယောဂီတွေခြားထဲမှာပြန်ပွားပြီးတော့မှအထုံးမြတ်ပေါ့အားလုံးအသိစိတ်ကိုသိအသေးစိတ်သိရှိနားလည်စေချင်ပါတယ်ပြန်ပွားစေချင်ပါတယ်။ဟောဟုတ်ကဲ့ရှင်ကျမတို့ ဒီဗုဒ္ဓဘာသာတိုင်းပြည်ပေါ့နော်ဒီတိုင်းပြည်မှာဒီဓမ္မစကြာတရားဦးပေါ့နော်မြတ်စွာဘုရားရဲ့တရားဦးတရားထူးကိုပေါ့အားလုံးရဲ့ကလေးလူကြီးအရွယ်မြွေးပေါ့နော်အားလုံးရဲ့ရှင်ထဲမှာဒီတရားတွေကိန်းအောင်ပြီးတော့မှသာသနာကြီးကိုပြန်ပွားစေချင်ပါလိမ့်ရှင်